thank uh you -huh. မင်္ဂလာပါရှင်ခစ်တက် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဖားကန့်ကိုချီတက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတရားညီနောင်မှာပိတ်ဆို့တိုက်ခိုက်မှုစစ်ကောင်စီဘက်မှထိခိုက်ဒေဆမှုများပြားပြီးလက်နက်ခဲယံများသိမ်းဆည်းရရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကိုချီတက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတရားညီနောင်မှာပိတ်ဆို့တိုက်ခိုက်နေရှိရာစစ်သားများပြားထိခိုက်ဒေဆမှုရှိပြီးလက်နက်ခဲယံများလည်းသိမ်းဆည်းရရှိကြောင်း KYI စစ်ရေးတရင်ရင်းမြစ်ကပြောပါရယ်။မေလ22ရက်နေ့ဖားကန့်မြို့ကိုစစ်ကြောင်းနှစ်ကြောင်းနဲ့ချီတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကလဝါကာမိုင်းနဲ့ရဖားကန့်လမ်းမိုင်းရှိ ီတရားညီနောင်ကိုရောက်ရှိနေပြီး KIA KPD ရဲ့တပ်ဖွဲ့ဝင်တွေကပူးပေါင်းတိုက်ခိုက်ရာစစ်ကောင်စီတပ်သားအများပြားတိစုံပြီးလက်နက်ခဲယမ်းများနဲ့တင်ဆက်ရရှိကြောင်းသိရပါတယ်။အခုလောလောဆယ်နိုင်ရာကိုကြော်လာပြီးတော့တရားညီနောင်နာတဝိုင်းမှာတိုက်ပွဲကြီးကြဲဖြစ်နေတာဒီကနေ့မနက်ပိုင်းမှာ Jet Fighter နဲ့စီနဲ့လာပစ်သွားတယ်။မနေ့တုန်းကရောတနေ့တုန်းကပါ နေ့တိုင်း Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှုလုပ်နေတယ်။အဲ့ဒီမှာစစ်ကောင်စီဘက်ကထိခိုက်တာတွေတိုက်ဆုံတာတွေများကြီးရှိတယ်။နောက်ပြီးတော့သူတို့စီကလက်နက်သိမ်းဆည်းရရှိတာတွေများကြီးရှိတယ်။တိုက်ပွဲကတော့နေ့တိုင်းပြင်းထန်နေတယ်။လောလောဆယ်တော့တဒါညီနောင်နည်းနည်းကြော်လာပြီးထိခိုက်ကြဆုံတာရှိပြီးမြစ်စကောင်စီကအသေးခံပြီး တက်လာတာလို့ KIA သတင်းအရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။ KIA KBD ရဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့လဝါကာမိုင်းနံရဖားကန်လမ်းပိုင်းနဲ့အင်းတော်ကြီးဖားကန်လမ်းပိုင်းတို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်အစံဖက်စစ်ကောင်စီတပ်ကစစ်သားပြည်သူစေပူပေါင်းပြီးအင်အား600ကျော်တင်ကား2စီးတို့နဲ့ဖားကန်ကိုခြိတက်နေခြင်းဖြစ်ပြီး28ရက်ကြာမြင့်ပြီဖြစ်တော့လေဖားကန်ကိုရောက်ရှိခြင်းမရှိသေးဘဲလဝါကာမိုင်းနံရဖားကန်လမ်းပိုင်းရှိတရားညီနောင်မှ KIA KBD ရဲ့တပ်ဖွဲ့ဝင်များကပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ကြောင်းအဲ့ဒီတိုက်ပွဲတွေအတွင်းဖားကန်မြို့အခြေ ဆိုင်တက်မကုံမှာလက်နက်ကြီး၃လုံးနဲ့ပစ်ကူပေးခဲ့ကြောင်းသိရပါတယ်။မနေ့ကလည်းဖားကန့်တက်မကုံကနေတိုက်ပွဲတွေဖြစ်ပြီးတော့ဖားကန့်လမ်းဘက်ကိုလက်နက်ကြီးနဲ့၃ချက်ပစ်ကူပေးတဲ့ဖားကန့်မှာတော့အခြေအနေနည်းနည်းငြိမ်နေသေးတယ်။ဖားကန့်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတပ်စခန်းပြင်နောက်တိမ်မထွက်ရတော့ဘူးဖားကန့်တမကုံဖားကန့်ရေစခန်းကန်စီပြူဟာကုံမစွန့်ရန်တန်းရန်ချက်စခန်းအဲ့ဒီနေရာတွေမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပြင်မထွက်ရဲတော့ဘူးဖားကတ်မာက KIA KPD ရဲ့တပ်ဖွဲ့ဝင်တွေကနင်းမြေစုမှုထိန်ချုပ်ထားတယ်လို့ KIA စီရင်တဲ့အရင်မြစ်တွေကပြောပါတယ်စစ်ကောင်စီအကြမ်းဖက်စစ်ကောင်စီတပ်ကကြောက်စိမ့်အ धिक ထွက်ရှိရာဖားကတ်မြို့ကိုအ धिक ဦးတည်ပြီးအင်အား600ကျော်ဖြင့်စစ်ကြောင်းထိုးလာနေခြင်းဖြစ်ကြောင်းသိရပါတယ်ဆက်လက်ပြီးမြိုင်မြို့နယ်ပဟင်းရွာကိုစစ်တပ်ကလီရင်နဲ့ဘုံကျဲတိုက်ခိုက်မှု PDN ရဲဘော်လေးဦးနဲ့ပြည်သူနာဦးစုစုပေါင်း6ဦးသေဆုံးနေကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းမြိုင်မြို့နယ်ပဟင်းရွာကိုစစ်ဖက်စစ်တပ်ကလီရင်နဲ့ဘုံကျဲတိုက်ခိုက် ာကြောင့် PDF ရဲဘော်လေးဦးနဲ့ပြည်သူနှောင်းသိဆောင်ခဲ့ကြောင်းဝီလက်မြိုင်ဖွဲ့မှတာဝန်ရှိသူတအုပ်ကဆိုပါတယ်မေလ20ရက်နေ့ညနေ9:25မိနစ်အချိန်ပဟင်းရွာစာတင်ကျောင်းဤရှိဓမင်းဆိုင်တဆိုင်ကိုအကြံဖက်စစ်တပ်ရဲ့တပ်ဦးလီတမတက်လာတဲ့တိုက်လေရင်တစီနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကျောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်အကြံဖက်စစ်တပ်ရဲ့လေကျောင်းတိုက်ခိုက်မှုအတွင်းဓမင်းဆိုင်တွင်မှထမင်းအဝဝင်စားနေတဲ့ PDF ရဲဘော်လေးဦးနဲ့ဆိုင်ရှင်သားမီနှောင်းပွဲချင်းပြီးတိဆောင်ခဲ့ကြောင်းသိရပါတယ်လေကျောင်းတိုက်ခိုက်မှုတွင်ကြာဆုံးခဲ့တဲ့ PDF ရဲဘော်လေး ဦးကရှင်မပင်ခရိုင်တိုင်ရင်စနစ်တက်ခွဲသောထရပါအားဖွဲမှတက်ခွဲမှုရဲဘော်စောမြဲရဲဘော်ဒီပင်ရဲဘော်မွန်နဲ့ရဲဘော်လင်းယုံတို့ဖြစ်ကြောင်းသိရပါတယ်။ဘာတိုက်ပွဲမှမရှိပဲလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာပါ။ပြည်သူနာဦးနဲ့ပြည်ရဲရဲဘော်လေးဦးကြာဆုံးတယ်လို့သိရတယ်လို့ဝီလက်မြိုင်ဖွဲမှတာဝန်ရှိသူကပြောပါတယ်။အလားတူမေလ19ရက်နေ့ည7:30ခန်းကလည်းမြိုင်မြို့နယ်အရှိမြောက်ပိုင်းရှိ ဖြတ်တင်းရွာနီကိုလည်းအကြံဖတ်စတက်ကဂျက်ဖိုက်တာတစီနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးဖြီသူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းမှဖော်ပြပါရှိသွေးကြီးဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်။နိုင်ငံတော်မှာစည်ရေးလှုပ်ရှားမှုအရှင်ဟုတ်များကိုနှစ်ဖက်စလုံးမှစတင်အရှင်မြင့်လာပြီးဖြစ်ပါရယ်။အမျိုးသားညီညွတ်ရေးအစိုးရမှကြီးညာထောင်းရင်ဖြစ်တဲ့အထွေထွေထိုးစစ်ကြီးဖြစ်လာပါကပြည်သူများတနိုင်တဲ့ဘက်ကပါဝင်ကြဖို့88မျိုးဆက်ကောင်းဆောင်ဦးမင်းကိုနိုင်ရဲ့တိုက်တွန်းချက်ထွက်ပေါ်လာခဲ့ပါရယ်။ ပြည်သူ့ဘက်တော်သားတော်လိုင်းဖွဲ့တွေကလည်းကချင်ရခိုင်ကရင်နဲ့နိုင်ငံအလဲပိုင်းမှာအရှိန်မြင့်တိုက်ခိုက်နေပြီဖြစ်ပါတယ်။မေလာ၁၈ရက်နေ့မနက်09:48မိနစ်မှာတောင်ငူမြို့ကီတုမတီလီတက်စခန်းကိုတရားခွင်မမရှော့တိုက်တုံး၁၁လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရှစ်လုံးအောင်မြင်စွာတာရောက်ပောက်ကွဲခဲ့ပြီးလီတက်အရာရှိဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ၂ဦး၊ဗိုလ်ကြီးအဆင့်ရှိသူ၂ဦး၊လေအုပ်အပါဝင်အခြားအဆင့်စစ်တီ၆ဦးစုစုပေါင်း၁၀ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘင်းအောင်တပ်မျိုးရှိတက်စုမှုတက်ခွဲမှုတရင်မှုတွေကိုတနန်းနေ့ပြင်းနေတဲ့ ယ်စစ်ကောင်စီရဲ့တမ်းမြင့်တိုက်ခိုက်ရေးတန်းတန်းချောင်းကို မနေ့ကမနက်9:30မိနစ်20မှာတရားခွင်မမရှောက်တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တဲ့အနက်၄လုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ကြောင်း Brave Warrior Form မြန်မာ BWM ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင် Jet Fighter လင်းရင်နဲ့စီ Y8 လင်းရင်တစီတို့ထိခိုက်ပျက်စီးခဲ့ပြီးလေတပ်အတွင်းရှိ Drone ကိုတော်မီးလောင်ပျက်စီးကလေတပ်အတွင်းပျက်စီးတဲ့ပူဆောင်လို့ရဲ့ရှင်အချိုးလေတပ်အတွင်းရှိလေတပ်စစ်သည်များနားနေဆောင်တလုံးလင်းရင်ပျက်စီးကိုတော်နှလုံးတို့ထိခိုက်ပျက်စီးခဲ့ကြောင်း၎င်းတို့စုံစမ်းအတည်ပြုနိုင်ခဲ့တာတွေကိုပူပေါင်း တ်ခတ်ရံမှာပါဝင်ခဲ့တဲ့ BWN ကသတင်းဌာနကိုပြောပါရတယ်။ ရခိုင်တပ်တော်ကလည်းရခိုင်ယူမကိုကြော်ပြီးအေရီတိုင်းတွင်ထိုးစစ်တိုးမြင့်လာရာတိုက်ပွဲများကအင်ကပူမျိုးနှင့်ကွင်းကောက်ကျေးရွာထိရောက်ရှိလာပြီဖြစ်တဲ့လေးမျက်နှာမျိုးနှင့်အတွင်ရှိကျေးရွာများပြားကိုသိမ်းပိုက်ထားပြီဖြစ်တဲ့အေအန်နဲ့ PDF ပူးပေါင်းတပ်တွေကရခိုင်ယူမတလျှောက်ခြေကုပ်ယူထားပြီဖြစ်ပြီးကြံခင်းမြောင်သွားလမ်းများကိုချင်းချောင်လာပြီဖြစ်တဲ့ပသိမ်မုံရွာလမ်းတလျှောက်မှာလည်းတနေ့စေမိုင်နှုံးနဲ့နေမြေဆုံမှုမှုရနေပြီလို့ဒေသခံတွေကသတင်းဌာနကိုပြောပါရယ်ရေကြီးငတိုင်းချောင်းတာပေါင်းလေးမျက်နှာအင်ကပူမြန်အောင်မျိုးများထိထိုးစစ်ဆင်လာနေပြီဖြစ်တဲ့ကချင်ပြည်နယ်ဖားကန်တန် ရာကမိုင်းလမ်းပိုင်းရှိတရားညီနောင်နှင့် KIA PDF ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်အကြတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကတည်တဲ့သူတွေတရားရရတဲ့သူများပြားနေပြီးလက်နက်ခရမ်းချို့လည်းတင်းဆဲရရှိထားတယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့မော်ဖိုကီစခန်းကို KNL လေးပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်နေပြီးပြည်သူတရားဝင်ကျင် ထိုင်းနိုင်ငံဘက်ကိုစစ်ပီးတင်းရှောင်နေတယ်လို့ဆိုပါတယ်။ မင်းအောင်လိုင်းကတရုတ်သမ္မတရှီချင်းဖြစ်နေတွေ့ခွင့်ရသွားပြီဖြစ်ပြီး၎င်းတို့ကြားခေါင်းမော်ရှင်ကော့ဖြစ်လာပြီးမေလာစနီယမစတင်ပြီးစစ်တိုင်းမှုများနေပြီးတော့ရှိစစ်ဗိုလ်ချုပ်များနဲ့ဇက်တိုက်ဆိုသလိုခေါ်ယူစည်းဝေးနေပြီဖြစ်ပါတယ်။ရွှေကောက်ပွဲကိုလည်းဒီဇင်ဘာတတိယဘက်နဲ့စရုဒ္ဓဘက်ဇန်နဝါရီပထမဘက်နဲ့ဒုတိယဘက်တွေမှာလေးတုပ်ခွဲပြီးပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အဒီမပြုနိုင်သေးတဲ့သတင်းညဇူလိုင်လတတန်တိုးရမယ့်အချိန်မှာဂျားကာလာအစိုးရဖြင့်အမည်ပြောင်းဖို့ပဲရှိနေတာဖြစ်ပါတယ်။ရွှေကောက်ပွဲနဲ့ပတ်သက်ပြီးမဲဆန္ဒနယ်မြေတွေမြည်တို့မြည်ပုံတတ်မှတ်မယ်အစရှိရဲ့လှုပ်ထုံး ်းလုံးနည်းများကိုကြီးညာခြင်းမျိုးမရှိသေးပါဘူး။၎င်းတို့ရဲ့ဖဲသုံးချက်ရွေးကောက်ပွဲမှာပါဝင်ကြမယ်။ထိုးသားတွေကလည်းရွေးကောက်ပွဲကိုလူတို့ကသပိတ်မောက်မှာကိုစိုးရိမ်မကင်းဖြစ်နေကြောင်းအရှိန်မို့ထုတ်ဖော်ပြောဆိုလာပါတယ်။ဒါကစစ်တပ်တွေကိုလူထုကိုမေ့ယုံနေတဲ့တနက်ပြပြီးအတင်းအကျပ်ဆွဲသွင်းဖို့လိုကြောင်းသတိပေးလိုက်ခြင်းသာဖြစ်တယ်။ဒီလိုမဟုတ်ရင်ငွေကုန်လူပင်ပန်းဖြစ်တာကအဖက်တင်တော့မယ်။ဒါပေမဲ့ရှမ်းနယ်တိုင်းဒေသများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌကတော့ဒီမိုကရက်တစ်လို့အမည်ခံထားတော့လေရွှေကောက်ပွဲမှာလူတအုပ်မဲလာပြီးလဲအထမြောက်တယ်လို့ပြောလာခဲ့ပါတယ်။ ၎င်းတို့အားလုံးကရွှေကောက်ပွဲလုံးလိုက်တာနဲ့တိုင်းပြည်ရဲ့နာလာရှင်ယောဂကြီးကနေချင်းညာချင်းတက်တာသွားမယ်လို့ယူဆနေတယ်။ဒီလိုယူဆခြင်းမှလည်းအကြောင်းများရှိနေရဲ့လူထုရဲ့စိတ်ထဲမှာဒီမိုကရေစီစနစ်ကြီးပေါ်ထွက်လာပါဘကောလို့ဆိုပြီးတော်လန်သူများကိုကြောခိုင်းလာကြတော့မယ်စစ်တပ်ကိုထောက်ခံလာကြတော့မယ်ဒီလိုနဲ့လူထုထောက်ခံမှုကြဆုံးသွားတဲ့တော်လန်ကတဖြည်းဖြည်းနဲ့မိစာကုံရှိခံဖြစ်သွားမယ်လို့တွက်ဆထားပြီဖြစ်တယ်။တရုတ်ကလည်းအချားနီလက်မရှိတော့မယ်အတူတူစမ်းကြည့်တဲ့နယ်လို့ခံယူထားပါတယ်။ကြံဖို့ကလွယ်ပြီးကြံ55ပါတီကရွှေကောက်ပွဲမှာတဆင့်တိုင်း င်းပြည်အာဏာကိုရှာလာကြမယ်။၎င်းတို့ကိုယ်တိုင်လက်ရှိအချက်တွေကြီးကိုစိတ်ကြိုက်ဖြည့်ရှင်းနိုင်မယ်လို့ယူဆထားခြင်းမရှိ။ဖြည့်ရှင်းခွင့်ရတဲ့ဆိုအောင်ခေါင်းဆောင်မှုအရေးအချင်းပြေဝသူလူတို့ရဲ့ယုံကြည်ကိုးစားခံရသူတအုပ်တလီများတောင်ပါဝင်နေခြင်းမရှိ။စစ်တပ်ရဲ့စင်တင်းရုပ်သိမ်းများဖြင့်လွတ်တော်တဲ့မြည်သူများဖြစ်လာမှာမဟုတ်။ဟိုအဆိုတင်ဒီအဆိုတင်နဲ့ကပြအသုံးတော်ခံသွားကြမယ်သူတွေဖြစ်တာကိုလည်းကောင်းစွာသဘောပေါက်ထားကြပြီဖြစ်တဲ့ဒီလိုလောက်ခွင့်လင်ရဖို့ကလည်းရွေးကောက်ပွဲတကယ်တမ်းလှုပ်ဖြစ်မှသာဖြစ် စေယုစုကိုကူညီဖို့အတွက်သာဖြစ်လို့မလုပ်ဖြစ်လဲအရေးမကြီးလားလို့ခံယူထားပြီဖြစ်ပါတယ်။အခုပဲစံဖို့ပါတီကောင်းဆောင်ပိုင်းကတိုးတိုးသိသိနဲ့သတိဝိရိယကြီးစွာတွာလာနေကြပြီဖြစ်တယ်လို့လူမှုကွန်ရက်မှာထုတ်ဖော်ပြောဆိုလာပါတယ်။မင်းအောင်လိုင်းကိုရိုင်းနိုင်ငံအတွင်းလွတ်လွတ်လပ်လပ်သွားရတဲ့နေမျိုးတွေက16ရာခိုင်နှုန်းသာရှိတော့တယ်လို့မြမကြီးအကြံပေးကောင်စီမှတွက်ချက်ထုတ်ပြန်ထားပြီဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့အင်ကာဘုံမြို့နယ်မဲဆလီကုန်းမှာအေအေနဲ့ PDF ပူးပေါင်းတပ်တွေကိုခုခံဖို့စစ်တင်နှံပေးနေပြီးစီးပွားရေးလုပ်ငန်းရှင်များထံမှတအုပ်လင်3သိန်းအိမ်နောက်စုတစုလင် ်တပ်ပေါင်းစစ်တပ်ကကောက်ခံပြီးမဲဆလီကုန်းကိုခန်းစစ်မြို့အဖြစ်အသွင်ပြောင်းနေကြောင်းတင်ဆက်ပေးပါမယ်။အေရီတိုင်းအင်ကပူမြို့နယ်မဲဆလီကုန်းမြို့မှာအေအေနဲ့ PDF ပူးပေါင်းတပ်တွေဝင်ရောက်လာပါကခုခံကာကွယ်ရေးစစ်တပ်နံပေးဖို့စစ်ကောင်စီကပြင်ဆင်နေပြီးစီးပွားလုပ်ငန်းရှင်များထံမှတအုပ်လင်သုံးသိန်းအင်အားစုတစုနဲ့တပ်ပေါင်းစစ်တပ်ကကောက်ခံလျက်ရှိကြောင်းမဲဆလီကုန်းမြို့မှာပြည်သူများကတရင်ဌာနကိုပြောပါတယ်။ အခုမေလဆန်းပိုင်းကစတင်ပြီးအန်ကမူမြို့နယ်မဲဆလီကုန်းကိုစစ်ကောင်စီတပ်တချို့ရောက်ရှိလာပြီးပြည်သူများကိုအတင်းအကျပ်စစ်တနံပေးမယ်လို့ဆိုကာလူသူစုဆောင်းလာကြောင်းအဓိကအားဖြင့် AAPD ရဲ့ပူပေါင်းတပ်များဝင်ရောက်လာရင်မဲဆလီကုန်းမြို့ကအဓိကခံစစ်တပ်နေရာဖြစ်ခုခံရမှာဖြစ်ကြောင်းမဲဆလီကုန်းမြို့ကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်ရဲ့ခုခံကာကွယ်ရေးတိုင်းစစ်ခွဲဌာနတစ်ခုဖြစ် ခုခံစစ်ပြင်ဆင်ခိုင်းနာခြင်းဖြစ်ကြောင်းသိရပါတယ်။